င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မော်လမြိုင်မြို့မှာပြည်သူတွေရဲ့နေအိမ်600ကိုဖျက်သိမ်းပြီးလှိုင်းရဲနာမြို့ပတ်တဲ့စီမံကိန်းကိုစစ်ကောင်စီကအကောင့်ထယ်ဖို့ကမွန်ပြည်နယ်ဝန်ကြီးချုပ်နဲ့နေလုံဝန်ကြီးတို့ကရှယ်ယာတွေကိုရရှိပါတယ်ပဲခူးရုံးမှာအတွင်းကနေတက်လာတဲ့အင်အား90ကျော်ပါစစ်ကြောင်းကို တက်ခိုင်မှု စစ်တပ်ဘက်က30ဦးထက်မနည်းအားသေသွားပြီးစစ်သားမတအောင်တွေကို PDF တပ်ဖွဲ့တွေကတကြိုပေးနေတဲ့တဲ့ပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခေတ်တဲ့နေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့မွန်ပြည်နယ်မော်လမြိုင်မြို့မှာပြည်သူရဲ့နေအိမ်600ကိုဖျက်သိမ်းခိုက်ပြီ လှိုင်းရဲနာမြို့ပတ်တဲ့စီမံကိန်းကိုစစ်ကောင်စီကအကောင်အထည်ဖော်နေတာအဲ့ဒီစီမံကိန်းမှာမွန်ပြည်နယ်ဝန်ကြီးချုပ်အောင်ကြည်သိန်းနဲ့နယ်လယ်ဝန်ကြီးဗိုလ်မှူးကြီးကျော်စွာမြင့်တို့ကရှယ်ယာတွေကိုရရှိထားတယ်လို့မော်လမြိုင်ခြေဆက်စီးပွားရေးတိုင်ဝမ်ကပြောပါရတယ်။မော်လမြိုင်မြို့လှိုင်းရက်ကွက်နဲ့တာယာအေးရက်ကွက်ကနေအိမ်600ခန်းကိုစစ်တပ်ကကျူးကျော်နေအိမ်တွေဆိုပြီး တောက်လျှောက်ဖေရှားခိုင်းကလှရဲလာမြုပ်ွက်တဲ့စီမံကိန်းကိုအကောင့်ထဲပေါ်နေရလဲဖြစ်ပါတယ်။ဧပြီလ30ရက်နေ့မှာနောက်ဆုံးထားက ကိုယ့်အိမ်ကိုဖြတ်သိမ်းရန်စပို့ထားပြီးမလိုက်နိုင်ရင်အရေးယူမယ်လို့လည်းချင်းချောက်စာပို့ထားကြောင်းရက်ကွက်နေပြည်သူတွေကပြောပါရတယ်။အဲ့ဒီမြေနေရာကပြည်သူပိုင်နေအိမ်တွေကိုဖြတ်သိမ်းဖို့အတွက်အရင်ကလည်းချင်းချောက်စာနှစ်ကြိမ်ခန့်ပို့ထားပြီးအခုအကြိမ်ဟာ၃ကြိမ်မြောက်ဖြစ်နေရလို့လည်းဆိုပါရတယ်။ NLD အစိုးရလက်ထက်ကလည်းမော်လမြိုင်မြို့ကပြည်သူပိုင်မြေနေရာတွေကိုငွေမိုးစေရုံနဲ့ ဟိုတယ်ပိုင်ရှင်ခရိုနီမိုးကြော်နဲ့အစိုးရအဖွဲ့ရုံပူးပေါင်းကမြေဖို့ရောင်းစားဖို့လှုပ်ဆောင်ခဲ့တာမအောင်မြင်ခဲ့ပေမဲ့လည်းအခုစစ်တပ်အာဏာသိမ်းချိန်မှာတော့အဲ့ဒီစီမံကိန်းကိုအတင်းလှုပ်ဆောင်နေတာဖြစ်တယ်လို့လည်းသိရပါဗါတယ်။အဲ့ဒီလှရဲနာမြုပ်ွက်တဲ့စီမံကိန်းကိုမော်လမြိုင်မြို့အခြေဆိုင်ခရိုနီစီဝါရီသမား မိုးကြော်ကဥဆောင်အကောင့်ထဲပေါနေတာဖြစ်ပြီးငွေမိုးဟိုတယ်ပိုင်ရှင်မိုးကြော်က40ရာခိုင်နှုန်းနဲ့မွန်ပြည်နယ်စစ်ကောင်စီက60ရာခိုင်နှုန်းရှယ်ယာပါဝင်ပြီးမွန်ပြည်နယ်ဝန်ကြီးချုပ်အောင်ကြည်သိန်းနဲ့နယ်လုံးဝန်ကြီးဗိုလ်မှူးကြီးကျော်စွာမြင့်တို့ကလည်းရှယ်ယာတွေကိုရရှိထားတယ်လို့လည်းသိရပါတယ်ရှင် ဘကောတန်းတဘောကိုတက်ဆက်ပေးကြပါရယ်ဘကောတိုင်းမင်းလာမြို့နယ်အပိုင်းဘကောရုံးမအတွင်းမှာအင်အား80ကျော်ပါတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုပိတ်ဆို့တိုက်ခိုက်ရမှာစစ်ကောင်စီတပ်သား30ဦးထက်မနည်းဟာပေသွားပြီးစစ်သားမတအလောင်းတွေကို PDF တပ်ဖွဲ့တွေကကြိုပင်းနေရတယ်လို့တာရီခန် PDF ကတာဝန်ရှိသူတို့ကပြောပါရယ်ဧပြီလ29ရက်နေ့မနေ့9နိုင်လောက်မှာ မင်းလာမြို့နယ်တယောကုံရွာဖုန်းကြီးကျောင်းကနေထွက်ခွာလာတဲ့အင်အား80ကျော်ပါစစ်ကြောင်းကိုငမိုးရရွာအတွင်းရောက်ရှိလာစေမှာတာဝီခရန်တရင်38နှစ်လက်အောက်ခံ တက်ခွဲ3တက်ခွဲ2တက်ခွဲ4ညီအောင်ကြောက်ကြတက်ဖွဲ့အုပ်ဖို့တက်ခွဲ5တာရီခံတရင်38ည3နဲ့တာရီခံတရင်38ည1တက်ခွဲ6အေယာညီနောင်ရဲဘော်တွေကပိတ်ဆို့တက်ခဲ့ခဲ့တာလည်းဖြစ်ပါတယ်။တိုက်ပွဲ2နိုင်နီးပါးဖြစ်ပွားပြီးရဲ့နောက်မှာတော်လိန်ပူပေါင်းရဲဘော်တွေရှိရာအနည်းကို M35 ရဟရင်နဲ့ပစ်ကတ်ခတ်ပြီးမှလည်းအကြမ်းဖက်တပ်သားအလုံးတက်ပြက်ကဆုတ်ခွာထွက်ပြေးသွားလို့လည်းသိရပါတယ်။တိတွေ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်တပ်သား30ဦးထက်မနည်းဟာသေ သွားတာဖြစ်ပြီးတော်လဲတဖွဲ့တွေကအလောင်း၁၀လောင်းကိုတင်ဆက်ရရှိကစစ်တမ်းမတာအလောင်းတွေကိုအကြမ်းဖက်တပ်သားတွေကလက်ရှိအချိန်ထိလာရောက်ကောက်ယူခြင်းမရှိသေးတာကြောင့်တော်လဲတဖွဲ့ဝင်တွေကရှင်းလင်းကြိုးပင်းနေရတယ်လို့လဲတာရီခန် PDF ကတာဝန်ရှိသူတို့ကပြောပါရရှင့် မကွေးတိုင်းသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်မကွေးတိုင်းရေကျော်မြို့နယ်ဗလဘအချင်းရွာတစ်ခုလုံးကိုစစ်တပ်ကမီးရှို့ခဲ့ပေမဲ့လေ PDF ကမီးရှို့ရတဲ့အတွက်ကြောင့်စစ်တပ်ကမီးငြိမ်ရပါတယ်ဆိုပြီးဓာတ်ပုံရိုက်ဝါဒဖြန့်ခဲ့ရတယ်လို့အလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတွေကဝန်ခံပြောဆိုလိုက်ပါရယ်ရေကျော်မြို့ခရရ259ကစစ်မှုထမ်းတပ်သား ကိုချစ်စန်းကိုရေကျော်မြို့ခလရ956တက်ကစစ်မှုတန်းတက်တာမြင့်စေရေကျော်မြို့ခလရ958တက်ကစစ်မှုတန်းတက်တာကိုစီသူကျော်တို့ဟာစောင်းဘဲ YSO PDF တပ်ဖွဲ့စီမှာအလင်းဝင်ရောက်လာခဲ့ပြီးတဲ့နောက်မှာသူတို့ကျူးလွန်ခဲ့တဲ့ပြည်မှုတွေကိုဝန်ခံလာခဲ့ရတယ်ဖြစ်ပါတယ်ဧပြီလ20နေ့ကရေကျော်မြို့အခြေစိုက်ခလရ956 259 258တက်တွေကနေ စစ်ကောင်စီတပ်သားတွေဟာရေချိုမြို့နယ်ဗလဘကျေးရွာအတွင်းကိုစစ်ကြောင်းထိုးဝင်ရောက်ကပြည်သူ30ခန့်ကိုတစားကန်ဖမ်းဆီးထားပြီး ကျေးရွာကနေအိမ်တွေကိုနှဲစက်တိုက်မီးရှို့ဖျက်ဆီးခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုမီးရှို့မှုကြောင့်တရွာလုံးဟာပြာကျဆုံးရှုံးခဲ့ရပြီး PDF ကမီးရှို့လို့စစ်တပ်ကမီးငြှိမ်းတက်ရပါတယ်ဆိုပြီးဓာတ်ပုံတွေရိုက်ကူးကဝါရဖြန့်ခဲ့ရလို့လည်းစစ်မှုထမ်းတပ်သားတွေကဝန်ခံပြောဆိုထားပါတယ်။အလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတွေဟာစစ်မှုထမ်းအပတ်စဉ်6နဲ့စစ်မှုထမ်းအပတ်စဉ်8ကတပ်သားတွေဖြစ်ကြပြီးစစ်အရာရှိတွေကပြည်သူလူထုကိုအနိုင်ကျင့်ခိုင်းမှုတွေကိုမခံစားနိုင်တဲ့အတွက်အခုလိုထပ်ပြေး းလာတာဖြစ်တယ်လို့လည်းဆိုပါတယ်ရှင်။ဆက်လက်ပြီးတော့အကြမ်းဖက်စစ်ကောင်စီရဲ့ယာယီအရှိမြောက်တိုင်းစစ်တနာကျော်အခြေစိုက်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတရံမြို့မှာပောက်ကွဲမှုဖြစ်ပွားပြီးလူထိခိုက်မှုဒဏ်ရာရရှိမှုတွေရှိနေတယ်လို့ဒေသပြည်သူအချို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။ဧပြီလ30ရက်နေ့နေ့လယ်7:40မိနစ်လောက်က ။တန်ရန်မြို့အမှတ်နှစ်ရက်ကနောင်ဖာလမ်းမှာပေါက်ကွဲမှုဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီနေရာကိုလက်လက်ကြီးကြက်ရပေါက်ကွဲခဲ့တယ်လို့လည်းပြောဆိုနေကြသလိုတချို့ကလည်းမိုင်းပေါက်ကွဲမှုဖြစ်တာလို့လည်းပြောဆိုနေကြပါတယ်။ပေါက်ကွဲမှုကြောင့်လူလူဦးဟာထိခိုက်ခဲ့ရတယ်လို့လည်းဒေသပြည်သူအချို့ကပြောပါတယ်။အဲ့ဒီတန်ရန်မြို့ဟာလာရှိုးမြို့ကအရှိတ်မြောက်တိုင်းစစ်တနာကျောက်ကို MND ကတိုက်ခိုက်သိမ်းပိုက်ပြီးရတဲ့နောက်မှာ ယာယီအရှိမြောက်တန်း၁၂နာရီကျော်ဖြင့်အခြေစိုက်ထားတာဖြစ်ပြီး UWSA နဲ့ SSPB တပ်ဖွဲ့ဝင်တွေလည်းတွာလာလှုပ်ရှားနေတယ်လို့ဒေတာပြည်သူတွေနဲ့တော်လန်းသတင်းမြေအချို့စီကနေသိရပါရရှင်။ ဆက်လက်ပြီးတော့ရှမ်းပြည်နယ်နောင်ချိုမြို့နယ်တောင်ခမ်းကျေးရွာကအကြမ်းဖက်စစ်တပ်ရဲ့902တပ်စခန်းဒီတိုက်ပွဲဖြစ်ပွားနေတဲ့အတွက်မှာစစ်တပ်ကလေနဲ့အစိတ်မွေပုံစစ်တလုံးကိုကျဲချတိုက်ခတ်ခဲ့တယ်လို့ TNL ကသတင်းထုတ်ပြန်ထားပါတယ်။ဧပြီလ29ရက်နေ့မနေ့8နိုင်ကနေမိုးရွာ3နိုင်မိနစ်40အထိစစ်တပ်ကနောင်ချိုမြို့နယ်တောင်ခမ်းကျေးရွာက902တပ်စခန်းအနီးမှာတိုက်ပွဲဖြစ်ပွားနေတဲ့အတွက် လေရင်နဲ့အစိတ်ငွေပုံ7လုံးကိုကျဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။ဒါအပြင်အကြက်ဖက်စစ်တရဲ့902တက်စကန်နဲ့453တက်စကန်ကအကြက်ဖက်တပ်သားတွေကလည်း120မမလက်လက်ကြီး26လုံးကိုပြစ်ခတ်တိုက်ခိုက်ခဲ့လို့လည်း DNA လေးကထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါဗျ။ အကြက်ဘက်စစ်ကောင်စီကအပြည့်ရက်စဲရေးကာလကိုအေပယ်လဂုံတီထက်မှန်တိုးမြင့်ထားပြီးမှလည်းပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ကို PSLF DNL အုပ်ချုပ်တဲ့မြို့နယ်တွေကိုစစ်အင်အားတွေဖြစ်တင်းတာထိုးစစ်စင်တာတွေပြုလုပ်တာ လေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေကိုလှုပ်ဆောင်နေရလို့လည်းသိရပါရဲ့ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးနဲ့တီဘောမြို့နယ်အဆက်မှာ SSPB နဲ့ MND တို့ကြားမှာတိုက်ပွဲဖြစ်ပွားမှုနှစ်ဖက်ဘဝအစ်တွဲဆောင်ဖြည့်ရှင်းမယ်လို့ SSPB ကတည်င်းထုတ်ပြန်လိုက်ပါတယ်။ဧပြီလ28ရက်နေ့နဲ့ဧပြီလ29ရက်တို့မှာလာရှိုးနဲ့တီဘောမြို့နယ်အဆက် နတ်မနဲ့ကုံပေါင်းကြည့်ပါကြ SSPP တက်တွေနဲ့ MNDA တက်တွေကြားမှာတိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပြီးစစ်ရေးထိတွေ့မှု၈နေရာဖြစ်ပွားခဲ့ကနှစ်ဖက်တက်တွေရုံးရင်းစကထိုးကျက်ရန်နှံ့မှု24နေရာရှိခဲ့ပြီးနှစ်ဖက်ရဲဘော်တွေထိခိုက်ဒဏ်ရာရှိမှုတွေလည်းရှိခဲ့လို့လည်းဆိုထားပါတယ်အဲဒါကြောင့်ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တက်မတော် SSPP SSA နဲ့မြမအမျိုးသားဒီမိုကရက်တစ်တက်မတော် MNDJP နဲ့ MNDA တို့ကြား နှစ်ဖက်ဘုံစဉ်တွဲဆုံဆွေးနွေးဖြည့်ရှင်းသွားမယ်လို့လည်းထုတ်ပြန်ထားပါဗျ။နှစ်ဖ ဲ့စလုံးဟာလက်တွဲပေါ်တော်လိုင်းအဖွဲ့စည်းတွေဖြစ်နှစ်ပေါင်းဆယ်စုနှစ်ချီကအေးတူပုံများအမိတဟဲကုညီရိုင်းပင်ရက်တီလာခဲ့တဲ့မဟာမိတ်အဖွဲ့စည်းတွေဖြစ်ခဲ့ကြပြီမဲ့လေတစ်တုံညာနှစ်ကွန်စစ်စင်ရဒုတိယပိုင်းကာလကနေစတင်ကနှစ်ဖက်ရဲဘော်တွေကြားမှာမကြေချမ်းမှုတွေစတင်ဖြစ်ပွားခဲ့လို့လဲဆိုထားပါဗျ။တစ်တုံညာနှစ်ကွန်စစ်စင်ဒုတိယပိုင်းကာလကနေစတင်က SSPB အုတ်ချွေနေမြေတွင်းကိုဝင်ရောက်ဖျက်ဆီးလာခဲ့ကြတဲ့ MND အောက်ခြေတပ်ဖွဲ့တွေနဲ့ SSPB အောက်ခြေတပ်တွေကြမှာဘာသာစကားပေါက်ကြားမှုအားနေခြင်း။ SSPB နယ်မြေအတွင်းမှာ MNDA တပ်ဖွဲ့တွေဖက်တန်းသွားလာမှုကို MNDA ဘိုကတရားဝင် အကြောင်းကြားမှုအားနေခြင်းတို့ပေါ်ကိုနှစ်ဖက်ရဲဘော်တွေကမကြေချမ်းမှုကစတင်ခဲ့တာဖြစ်တယ်လို့လည်း SSPB ကဆိုပါတယ်။အဲဒါကြောင့် April 28ရက်နေ့နဲ့29ရက်နေ့တွေမှာတော့ မလိုလားအပ်တဲ့ရုပ်ဆိုးအကြီးတန်းနဲ့ထိတ်တိုက်ဖြစ်ပွားမှုတွေကိုဖြစ်ခဲ့ရတယ်လို့လည်းသတင်းထုတ်ပြန်ထားပါရယ် SSPB နဲ့ MND တို့ဟာမြောက်ပိုင်းမဟာမိတ်ခုနှစ်ဖွဲ့ဖြစ်ကြပြီးအဲ့ဒီအဖွဲ့မှာ UWS စီအမျိုးသားဒီမိုကရေစီမဟာမိတ်တက်မတော်မိုင်းလာဖွဲ့ NDAA ရခိုင်စစ်တပ် AA ပလောင်တအောင်အမျိုးသားလူမျိုးရေးတက်မတော် TNL တို့လည်းပါဝင်ပါရယ်ရှင် ဟုတ်ကဲ့ပါရှင်ဒါအားဖြင့်ရန်ကုန်ခေတ်တဲ့မနက်ခေတ်တဲ့တွေကိုတင်ဆက်ပေးရပါကြည့်ရှုပေးရကျေးဇူးတင်ပါတယ်ရှင်ကျမများပါ